အားလုံးပဲမင်္ဂလာပါအာလူတချမ်းလက်ရတင်နန်းမှာကြိုဆိုပါတယ်အခုကျွန်တော်တို့လုပ်ပြမဲ့ကူကီအမျိုးအစားပေါ့နော်ဘာအမျိုးအစားလဲဆိုတော့ချောကလက်ချီကူကီပဲဖြစ်ပါတယ်အဲ့တော့ဒီချောကလက်ချီကူကီလေးကိုကျွန်တော်တို့လုပ်တဲ့အချိန်မှာပေါအောင်ပစ္စည်းတွေအကြောင်းအရင်ဆုံးကျွန်တော်မိတ်ဆက်ပေးပါမယ်ပေါအောင်ပစ္စည်းတွေနဲ့ဒီလှုပ်ဆောင်ချက်လေးတွေပေါ့နော်အားလေးတွေကအရေးကြီးပါတယ်အရင်ဆုံးကတော့ကျွန်တော်တို့သုံးရမဲ့ပစ္စည်းလေးတွေပေါ့နော်သုံးရမဲ့ဟာလေးတွေကတော့ဒီ weight scale လိုအပ်တယ် weight scale ကတော့ဒါကျွန်တော်တို့ ဘာမဟုတ်ကိတ်မဟုတ်ကိုကီးစီဘာတွေလှုပ်လှုပ်ပေါ့မုတ်တွေဘာတွေလှုပ်တဲ့အချိန်မှာအချိန်အလေးချိန်တိတိကျကျချိန်တွယ်ပြီးတော့လှုပ်နိုင်ပို့ပြီးတော့ကိုယ့်ရဲ့မုတ်အစီအသွေးလေးတွေပို့ကောင်းမယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ weight scale လေးတွေသုံးတာပို့ပြီးတော့ကောင်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ hand mixer ပေါ့နော်ကျွန်တော်တို့ဒီ hand mixer လေးကတော့ဆက်နဲ့ mixer နဲ့မလုပ်နိုင် hand mixer အဆင့်နဲ့လုပ်လို့ရအခုတော့ကျွန်တော်ဒီ hand mixer လေးနဲ့လုပ်ပြမယ်ဒီ hand mixer မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလက်နဲ့လုပ်လဲအဆင်ပြေပါတယ်เนาะကျွန်တော်ကျွန်တော်ကတော့အခုဒါ hand mixer နဲ့သုံးပါမယ်ဒါလိုအပ်တဲ့ပစ္စည်းလေးတွေပေါ့เนาะနောက်တစ်ခုကတော့ကျွန်တော်တို့ဒီမုတ်ဖုတ်ဖို့ဘန်းလေးတွေပေါ့เนาะဒီဘန်းမျိုးတွေကတော့ကျွန်တော်တို့ဒါမီးဖို့ဝယ်တဲ့အချိန်မှာပါပြီးသားဖြစ်ပါမယ်အဲ့လိုဆိုတော့ဒီဘန်းလေးတွေလိုအပ်ပါတယ်ဒါပေါင်ပစ္စည်းလေးတွေကဒီလောက်နဲ့အဆင်ပြေပါတယ် နောက်တစ်ခုကကျွန်တော်တို့ဒီဘတ်တာပေါ့နော်ဘတ်တာဘတ်တာမှာကျွန်တော်တို့ unsalted ဘတ်တာသုံးလို့ရတယ်မာဂျရင်းတို့ပါလို့လည်းသုံးလို့ရတယ်နော်နောက်တခြားကျွန်တော်တို့အပြင်မှာသုံးတဲ့ဘတ်တာဝိုင်းတို့ shortening တို့စသဖြင့်ပေါ့ဒါလေးတွေကျွန်တော်တို့သုံးလို့ရပါတယ်အခုကတော့ကျွန်တော်တို့ unsalted ဘတ်တာသုံးထားတယ်ဘတ်တာ200 g ဖြစ်ပါတယ်အဲဒီတော့ဘယ်ဟာပဲသုံးသုံး unsalted ဘတ်တာသုံးနိုင်လို့ရှိရင်တော့ပိုကောင်းတယ်ဒါပေမဲ့အဓိကကျွန်တော်တို့လုပ်တဲ့အချိန်မှာ မုတ်မပြတ်ဖို့ပဲအရေးကြီးပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခြိုက်တဲ့ဟာနဲ့တော့အဓိကတော့မုတ်မပြတ်အောင်နီလန်းချက်ချလှုပ်နိုင်ရင်အဆင်ပြေပါပြီကိုသုံးတဲ့ထောဖအမျိုးအစားပေါ်မူတည်ပြီးတော့သူ့ရဲ့အရသာတွေမုတ်သားလေးတွေတော့ပြောင်းလဲမှုရှိပါတယ်အဲ့တော့ဒါဘတာနောက်တစ်ခုကကျွန်တော်တို့ရှူဂါရှူဂါမှာကျွန်တော်တို့တကယ်လို့သုံးရင်ပေါ်ရရှူဂါကတော့ပုံပြီးတော့အဆင်ပြေတယ် ဒါပေမဲ့ power sugar မရှိရင် caster sugar ပေါ့နော် caster sugar ဆိုတာတော့ဒါ power sugar လို့ပဲဒါပေမဲ့ power sugar တဲ့တော့ तू ကနည်းနည်းလေးကျန်းတယ်နော်ကင်ကြည့်လိုက်လို့ရှိရင်နည်းနည်းလေးကျန်းဆက်ဆက်ပုံစံမျိုးရှိတယ်ကျွန်တော်တို့ပုံမှန်သုံးနေကြသကြားနဲ့စာရင်ပျော်လွယ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ power sugar မသုံးနိုင်ဒီ caster sugar ကိုလည်းသုံးလို့ရတယ်သကြားတော့ကျွန်တော်တို့အခုဒီထဲမှာ 80g ထည့်ထားပါတယ်အဓိကတော့ကျွန်တော်တို့ဘတ်တာအခြေခံယူပြီးတော့ကျွန်တော်တို့ ကျန်တဲ့ပစ္စည်းရဲ့ဘလောက်ဘလောက်သုံးရလဲဆိုတာကိုကျွန်တော်တို့တွက်သွားလို့လည်းရပါတယ်အဲဒီတော့ကိုတိထားဖို့ကကြားကိုပို့ပြီးတော့သုံးမဲ့ဆိုရင် သုံးလို့ရတယ်အခုကျွန်တော်ထက်ထားတာ80ကံဒါပေမဲ့ကိုသုံးရှင်လို့ရှိရင်80 100 150ဒါမျိုးတွေသုံးလို့ရတယ်ကျွန်တော်ကြားဟိုပေါ့နော်ပို့ပြီးတော့သုံးမိလိုက်လို့ရှင့်ကိုကီတာပို့ပြီးတော့မမကျွတ်ကျွတ်လေးဖြစ်မယ် မကျွတ်ကျွတ်လေးဖြစ်သွားမယ်ပြီးလို့ရှိရင်တကြားကိုလျှော့လိုက်ရင်ကိုဂီတာလေးကပို့ပြီးတော့ပြော့သွားလိမ့်မယ်ဒါကတော့သူ့ကွာချမှုပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တကြားအများကြီးကြိုက်တဲ့လူကတော့ခြုံမယ်နည်းလေးပို့ပြီးတော့မကျွတ်မယ်ပေါ့နော်အဲ့လို recipe မျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုမကျွတ်နေတဲ့နေရာလေးမှာ baking powder တို့ baking soda ထည့်ပြီးတော့မွမွလေးဖြစ်အောင်ရွှေရွှေလေးဖြစ်အောင်ပြန်လုပ်ပေးလို့ရပါတယ်နော်အခုတော့ကျွန်တော်ဒီမှာ80 gram ထည့်မယ်နောက်တစ်မျိုးကတော့ဂျုံပေါ့နော် ကျွန်တော်ကျွန်တော်ကိတ်ဂျုံသုံးထားတယ်ကိတ်ဂျုံသုံးလို့ရတယ် general flower လို့ခေါ်တယ်ကျွန်တော်တို့နှစ်ခုလုံးကိတ်ကောပေါင်ဖို့ရောသုံးလို့ရတဲ့ဂျုံတွေလည်းသုံးလို့ရပါတယ်အခုကတော့ဒါကိတ်ဂျုံပါကိတ်ဂျုံတော့ကျွန်တော်ဒီမှာ300 g သုံးထားပါတယ်အဲ့တော့ဒါပေါင်ပစ္စည်း3ခုပေါ့ပေါင်ပစ္စည်းအဓိကပေါင်ပစ္စည်း main ingredient 3ခုရှိတယ်เนาะကျန်တဲ့ဟာလေးတွေကတော့ဒီမှာစားနည်းနည်းပါတယ်ကျွန်တော်တို့ဒီ teaspoon နဲ့ဆိုရင်တစ်ဝက်စာလေးပေါ့เนาะဒီကောင်လေးပါမယ် အဓိကပေါင်ပစ္စည်းတွေအရသာတွေအားလုံးကိုဆွဲတင်ပေးတယ်နော်နောက်တစ်မျိုးကြတော့ဖြင့်ကျွန်တော်တို့အနံ့ပေါ့ဒါတော့ vanilla essence ပေါ့နော်ဒီအနံ့လေးကိုထည့်ပေးတာအနံ့ကိုတော့ကျွန်တော်တို့ကြိုက်တဲ့ဟာတုံးလို့ရတယ်နော်အခုကျွန်တော်တို့ဒီဟာလေးကိုကျွန်တော် plain လုပ်မယ်ဆိုလို့ရှိရင် butter အနံ့ပေါ့ထောပအနံ့လေးထည့်လို့ရတယ်အဲဒါဆိုရင် butter cookies အဲ့ပုံစံလေးတွေဖြစ်သွားမယ်အခုကတော့ကျွန်တော်တို့ chocolate chip လေးတွေပြန်ထည့်မှာမို့လို့ chocolate chip cookie လေးတွေပေါ့နော်အဲ့လိုမျိုးလုပ်မှာမို့လို့ဒီ vanilla essence ကို ကျွန်တော်တို့ထည့်မယ်ဆိုလို့ရှိရင်ပေါ့ teaspoon တစ်ဝက်စာလောက်ပဲထည့်မယ်ကိုဝယ်တဲ့အဆက်အမျိုးအစားပေါ်မူတည်တော့ထည့်ရတဲ့ပမာဏလေးတွေကွာပါမယ်နော်တချို့အဆက်တွေကတအားပြင်းတယ်အဲဒါဆိုရင် short ထည့်မယ်အရန်ပြင်းတဲ့ဟာတွေကို short ထည့်မယ်ပျော့တဲ့ဟာတွေကိုတိုးထည့်လို့ရတယ်နော်အဲ့ဒီသဘောမျိုးတော့ရှိရယ်ဘယ်လောက်ထည့်ရမလဲဆိုတာကျွန်တော်ဒီမှာတော့ဒီအဆက်လေးကိုသုံးတဲ့အတွက် teaspoon တစ်ဝက်စာဆိုရင်အဆင်ပြေပါတယ်နော်အဲ့တော့ဒါလေးကတော့အနံ့အတွက်ပဲပေါ့နော် ါ chocolate chip ပေါ့နော်ဒီဟာလေးကိုတော့ကျွန်တော်တို့နောက်ဆုံး cookie dough ထွက်လာပြီးမှ cookie dough တွေထွက်လာပြီးမှကျွန်တော်တို့ထက်ပြရမယ်နော်ဒါလေးကတော့ကျွန်တော်တို့မထက်ရင်တော့ yoyo plain cookie ပေါ့နော် butter cookies လေးဖြစ်မယ်အဲဒါလေးထက်လာရင်တော့ chocolate chip cookie ပြန်ဖြစ်သွားမယ်နော်အဲ့တော့ဒါလေးကိုတော့နောက်ဆုံးမှကျွန်တော်တို့ထက်ပြီးတော့သုံးပါအဲ့တော့ကျွန်တော်တို့ဒီမှာ cookie ရဲ့အဓိကပုံပစ္စည်း၃မျိုးရှိတယ် ပေါင်ပစ္စည်း၃မျိုးထဲမှာတော့ကျွန်တော်တို့ဒီဘတ်တာရယ်ရှူဂါရယ်ကိတ်ချုံရယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကိုထည့်တဲ့အချိုးအစားဒီ၃ခုပေါ့နော်အချိုးအစားပြောင်းလဲလိုက်ရတဲ့ကူကီးသားတွေမတူတော့ဘူးပြောင်းလဲသွားတယ်အဲ့ဒါလေးတစ်ခုပေါ့နော်အဲ့တော့တကယ်လို့ကျွန်တော်အခုထည့်ထားတာဘာလဲဆိုတော့ဘတ်တာကို200ထည့်တယ်ရှူဂါကိုတော့ကျွန်တော်80ပဲထည့်တယ်ပေါ့ကိတ်ချုံတော့300ခန့်ထည့်ထားတယ်အဲ့တော့200 80 300ထည့်ထားတယ်နော် တခုတော့ရှိတယ်ကျွန်တော်တို့ဘလို့သတ်မှတ်ထားလဲဆိုတော့ဥပမာပေါ့ဗတာ100၊ရှူကာ200၊ကိတ်ချုံက300အဲ့လိုမျိုးထည့်လို့ရတယ်နော်ဒါတော့ကျွန်တော်တို့လုပ်တဲ့အချိန်မှာအဲ့အချိုးအစားလေးတွေအကြောင်းရှင်းပြခြင်းလို့နော်အဲ့အချိုးအစားလေးတွေကဗတာ100၊ရှူကာ200၊ကိတ်ချုံက300ဆိုလို့ရှိရင်ကျွန်တော်မုတ်သားလေးကအထဲထဲမှာကျွန်တော်တို့ဘာထည့်ရလဲဆိုတော့ဒီကြက်ဥနဲ့ဘီကင်ပေါင်တာဘီကင်ဆော်တာလေးတွေပြန်မြှတ်ထည့်ဖို့လိုတယ်เนาะအဲ့ဒါဆိုရင် သူကနည်းနည်းလေးပို့ပြီးတော့မာပြီးတော့ကျွတ်တယ်နော်ဆိုတဲ့သဘောကတော့အဲ့ကွကီးသားအထီးခိုက်ခံတယ်နော်ကျွန်တော်တို့အများဖြစ်ဈေးပေါ်ပေါ်နဲ့လုပ်ချင်အဲ့အချိုသုံးလို့ရတယ်အနှံ့နဲ့ဒီဗနီလာအက်ဆန့်ကတော့စားအနှံ့ဗနီလာအက်ဆန့်နဲ့ဒီစားနဲ့ကတော့ကျွန်တော်တို့ဒါဘယ်ကွကီးမဆိုထည့်ရင်ပါအောင်ပါမှာပေါ့နော်ပါအောင်ပါမယ်ဒါမဲ့သူ့ရဲ့ဒီမုတ်သားပြောင်းလဲမှုကတော့အခုနပြောတဲ့အချိုးပေါ်မှာမူတည်ပါအဲ့တော့ကျွန်တော်ဥဒပြောတဲ့100 200 300ပေါ့နော် ဒါကျွန်တော်တို့1 2 3ဆိုပြီးတော့အဲ့လိုအတူချုပ်လေးတွေမှတ်လို့ရနောက်တစ်ခုကတော့ကျွန်တော်တို့1 1 1 half ပေါ့ဒါမျိုးလေးတွေကျွန်တော်တို့ပြောလို့လည်းရတယ်အဲ့တော့1 1 1 half လို့ကျွန်တော်တို့ပြောလို့ရှိရင်ဘတာ100 sugar 100ကိတ်ချုံက150ဖြစ်လိမ့်မယ်เนาะအဲဆိုလို့ရှိရင် cookie သားလေးကဘယ်လိုပုံစံဖြစ်မလဲဆိုတော့အရန်ရွှမယ်ပါဇက်ထဲမှာထည့်လိုက်ပျော်ထွက်သွားမယ်ရှာပွဲလိုပုံစံမျိုးဖြစ်မယ်เนาะ အရန်ကြိုက်စားကြမလို့ကျွန်တော်တို့ပါဇက်တဲ့ထက်တာနဲ့သူကသူပျော်ထွက်သွားမယ်ဒါကျိုးလွယ်ကြည်လွယ်တဲ့သဘောကိုပြောတာเนาะအဲ့တော့အဲ့ဒီထဲမှာじゃကျွန်တော်တို့ဒီပအောင်ပစ္စည်း၃ခုနဲ့လှုပ်လို့ရတယ်เนาะပအောင်ပစ္စည်း၃ခုနဲ့လှုပ်လို့အဆင်ပြေတယ်အဲ့ဒီအချိုးအစားပေါ်မူတည်တော့အဲ့ဒီမှုတ်သားလေးတွေပြောင်းလဲသွားတယ်เนาะနောက်တစ်မျိုးじゃတော့ဖြစ်ရင်ကျွန်တော်တို့112လို့ပြောလိုက်လို့ရှိရင်ဘယ်လိုပုံစံဖြစ်မလဲဆိုတော့ဘတာ100 sugar 100ကိတ်ကြုံက200ဖြစ်မယ်အဲ့ထဲမှာလဲကျွန်တော်တို့ကြက်ဥပေး ပြီးလို့ချင်း baking powder baking soda တွေနည်းနည်းပြန်မြထည့်ဖို့လုပ်တယ်เนาะအဲ့ဒါမှ तू ကဘလို့ပုံစံမျိုးရှိလဲဆိုတော့နည်းနည်းလေး तू ကမာပြီးတော့ကျွတ်ကျွတ်လေးရှိတယ်မာပြီးတော့ကျွတ်တဲ့အတွက်ပုံပြီးတော့ကြွကြွလေးဖြစ်အောင်ကျွန်တော်တို့ baking powder baking soda လေးကိုပြန်မြသုံးရအဓိကတော့ကျွန်တော်တို့ soda ကိုအဓိကသုံးလို့လည်းရပါတယ်เนาะဒါလေးကကြွကြွလေးဖြစ်အောင်လုပ်တာအဲ့တော့ဝမ်ဝမ်ဒူးပုံစံလေးကတော့ကျွန်တော်တို့လှုပ်လိုက်လို့ရှိရင်ဒါအထိခိုက်ခံတယ် 123ပုံစံမျိုးလို့ပဲအထီးခိုက်ခံတယ်ဒါမဲ့သူက123နဲ့စာရင်ပို့ပြီးတော့စားလို့ကိုရွရွလေးရှိတယ်အဲ့ဒါကူကီးအသားလေးတွေပေါ့နော်အဲ့တော့ကူကီးအသားလေးတွေထဲမှာကျွန်တော်တို့အခုဒါပြောတဲ့အချိုးတွေပေါ့ဒီအချိုးတွေကိုကိုစိတ်တိုင်းကြကိုရောစပြီးတော့လုပ်မယ်ဆိုလို့ရှိရင်မတူညီတဲ့ကူကီးသားလေးတွေပြန်ဖြစ်လာလိမ့်မယ်နော်မတူညီတဲ့ကူကီးသားလေးတွေဒါကူကီးသားပေါ့အရသာတော့ကို အစဉ်ပြေတဲ့အရသာထည့်လို့ရတယ်ပထမတစ်ခုကအရောင်နဲ့အနံ့ထည့်လို့ရတယ်ပြောင်းလဲခြင်းမရှိဘူးပေါ့နော်အားလုံးကိုသုံးနေကြ recipe အတိုင်းသုံးလို့ရနောက်တစ်ခုကကျွန်တော်တို့မစ်ရှိတ်ပေါင်တာလို့အဲ့လိုပေါင်တာလေးပေါ့ ice cream ပေါင်တာလေးမျှပြီးတော့လိုက်ထည့်လို့ရဥမာကျွန်တော်တို့ဒီလို green tea လုပ်မယ်ဆိုရင်လည်းအဲ့လိုပဲ green tea ပေါင်တာ chocolate လုပ်မယ်ဆိုရင်လည်း chocolate ကိုကိုပေါင်တာပေါ့နော်ဒါမျိုးလေးတွေလိုက်ထည့်လို့ရှိရင်ဒါတော့ကျွန်တော်တို့အရသာတွေပြောင်းသွားမယ်အခုနာတော့ ပြောတဲ့အချိုးတွေကတော့အဓိကတော့ဗာလဲဆိုတော့သူ့ရဲ့မှုတ်သားတွေเนาะမှုတ်သားတွေမတူဘူးအဲ့ဒီကောင်လေးအဲ့တော့အခုနအဲ့ဒီမှုတ်သားထဲမှာမှကျွန်တော်တို့ဘာထက်ဘာကိုအတိုးအလျှော့လုပ်တာလဲဆိုတော့တကြားကိုအတိုးအလျှော့လုပ်လိုက်ရင်တကြားများရင်ကိုကီးသားကမာပြီးတော့ကျွတ်သွားတယ်เนาะမာပြီးတော့ကျွတ်တယ်တကြားနည်းလို့ရှိရင်တော့ကိုကီးသားပျော့တယ်အဲ့လိုမျိုးကြွားချမှုလေးရှိတယ်အားကြောင့်မလို့ကိုတကြားမကြရင်ရှော့ထည့်လို့ရအဓိကပြောချင်တာတကြားမကြရင် short ထည့်လို့ရတယ်ကူကီးသားလေးတွေပျော့သွားတယ်เนาะပြောရမယ်ဆိုကူကီးသားပျော့တော့ကျိုးလွယ်ကြည်လွယ်အဲ့ပုံစံမျိုးเนาะတခြားအများကြီးခြိုက်တဲ့အချို့ခြိုက်တဲ့လူကပူထည့်တယ်ဒါပေမဲ့ပူပြီးတော့မာကျွတ်သွားတယ်အဲ့လိုမာကျွတ်လို့ကိုက်ကိုက်ရတာအဆင်မပြေဘူးပေါ့เนาะမာကျွတ်တယ်ဆိုတော့အဲ့တော့ဘာပြန်ထည့်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ begin power begin solar လေးတွေပြန်ပြီးတော့မျှသွားပါဒါတော့ကျွန်တော်တို့ဒါမုတ်သားဘောเนาะမုတ်သားကိုပြောင်းလဲလို့ရတယ်နေပါအခုလည်းကျွန်တော် 111ဟောက်ပုံစံမျိုးနဲ့သုံးထားတယ်။တရာတရာ150ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကဗတာကို100လောက်တယ်ဆိုတော့100 100 300ဖြစ်ဖြစ်တာပေါ့နော်။100 100 300အဲ့ဒီထဲမှာမှကျွန်တော်ကတရားကို80ပဲထည့်တယ်နော်။တရားကိုဘယ်လောက်လျှော့လိုက်လဲဆိုတော့120လောက်လျှော့လိုက်။အဓိကဘာဖြစ်စေချင်တာလဲဆိုတော့ကူကီးသားကိုကိုက်လိုက်ရင်သူ့အတူချိန်မွသွားမယ်နော်။ပျော်ကျသွားမယ်အဲ့ဒီပုံစံလေးဖြစ်ချင်တာနော်။ဒါကြောင့်မလို့ကျွန်တော်တို့တရားကို ဒီမှာ short ထားပြီးတယ်เนาะတခြားကို short ပြီးတယ်ပေါင်ပစ္စည်း3ခုနဲ့အဓိကလွယ်လွယ်ကူကူလုံနိုင်မဲ့နီလန်းကိုပြပြခြင်းဖြစ်ပါတယ်အဲ့ကျွန်တော်ဒီထဲမှာတခြားထည့်မယ်ပြီးစားလေးထည့်လိုက်မယ်ပြီးကျွန်တော်တို့ဒီ top up လေးတွေပေါ့เนาะဒီလိုအတုံးလေးတွေဖြစ်ရင်တော့ပိုကောင်းတယ်ဘာဖြစ်လဲဆိုတော့နေတဲ့အချိန်မှာကျွန်တော်တို့ဒီအတုံးကြီးလို့ရှိရင်စက်တွေကျိုးသွားမှာဆိုလို့เนาะအဲ့တော့ဆက်ဆက်ချင်းမှာကျွန်တော်တို့ဒါ hand mixer ကို slow speed လေးနဲ့ပါတယ်เนาะဖြည်းဖြည်းချင်းအရင်သွားပါ အဲ့ဒါပြီးပါကျွန်တော်တို့နည်းနည်းလေး speed တင်လာတယ်เนาะဘက်တာရီကနည်းနည်းလေးကျော်လာပြီအဲ့ဒီအချိန်ဆိုလို့ရှိရင်နည်းနည်းလေးတင်လို့ရပြီเนาะကျွန်တော်ဒီဟာလေးကိုဘယ်အတိုင်းတာအထိရိုက်မလဲဆိုတော့အခုဘက်တာတော့နည်းနည်းဝါနေသေးတော့เนาะရိုက်ရင်လည်းဘက်တာကဘယ်လိုဖြစ်လာမလဲဆိုတော့အယောင်ဖြူလာမယ်ပေါ့ပေါ့လေးဖြစ်လာမယ်เนาะအဲ့ဒီအတိုင်းတာဖြစ်ရင်ပိုကောင်းတယ်ဒါကျွန်တော်တို့ဟောပေါ့ crinkling method လို့လည်းခေါ်ပါတယ်เนาะ crinkling method ဆိုရင်ဘက်တာနဲ့ sugar ကိုတေချာဖြူအောင်ပွအောင်ရိုက်ဖို့လိုတယ်เนาะ ကျွန်တော်ထောပလေးကနည်းနည်းလေးအကြောင်ပြောင်းလာပြီဒါမဲ့အခုကကျွန်တော်ဒီလိုဘေးနားမှာကတ်နေတဲ့ကောင်လေးတွေကိုဒီစပက်ကျူလာလေးနဲ့ပေါ့နော်ဒီဆီလီကွန်စပက်ကျူလာလေးနဲ့ပြန်ဆွဲချမယ်ဘာဖြစ်လဲဆိုတော့အရန်ကတ်နေတော့ဝေတဲ့အချိန်မှာတိတ်ပြီးတော့ထိရောက်မှုမရှိဘူးနော် ဒေါက်တာလေးကကျွန်တော်တို့ဒီဆက်ရဲ့ယုံအားမုံမူတည်ပြီးတော့အချိန်ရှိပါတယ်ဆက်ယုံအားပို့ပြီးတော့ကောင်းမယ်ဆိုလို့ရှိရင်ခဏလေးပေါ့နော်အချိန်အချိန်ကြာချမှုလေးရှိရဆက်ယုံအားဆိုတော့ကိုသုံးတဲ့ဆက်ရဲ့ဘီးထွက်တဲ့ဝါပေါ်မူတည်တယ်ဟိုမှာဟဲမင်းစာကျွန်တော်တို့300ဝါဆိုရင်တမျိုးပေါ့နော်900ဝါဆိုရင်ပို့ပြီးတော့မြန်တယ်အဲ့ဒီသဘောမျိုးနော် ဒါပြလို့ကျွန်တော်တို့ဒီရလေးတွေကဘယ်နှမိနစ်မှုရမလဲဆိုတော့မဟုတ်ဘူးကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုအခြေအနေမျိုးဖြစ်မလဲဆိုတော့အခုဆိုတာဖြူလာပြီပေါ့နော်ဒီလိုဖြူရောင်ဖြစ်လာမယ်ပွပွလီတွေဖြစ်လာငကိုမူလာတဲ့များလာမယ်ဖြူလာမယ်နော်အဲ့လိုပုံစံမျိုးထွက်လာဒါကျွန်တော်နောက်ထပ်ထပ်ပြီးတော့တမိနစ်လောက်ထမှုရမယ်မှုရပြီးမှအဲ့ဂျုံနဲ့ပြန်ရောလိုက်မယ်နော် ဒါမျိုးလေးပေါ့အခုကျွန်တော်တို့ဒီ custard sugar သုံးထားတဲ့အတွက် custard sugar လေးတွေအရေးပြောဖို့လဲလူရယ်နော်ပါရော sugar ဆိုရင်တော့အဆင်ပြေတယ်ပေါ့နော် custard sugar ကြာနည်းနည်းလေးတော့စမ်းသပ်ဖို့လူရယ်ဘာဖြစ်ဆိုတော့ဒါမျိုးလေးကင်ကြည့်လိုက်လို့အထဲထဲမှာပကြားခဲလေးတွေလို့ကင်မိတော့ပြန်နေဖို့လူရယ်အခုဒါကျော်စမ်းကြည့်တော့ custard sugar သုံးထားတဲ့အတွက်ပကြားခဲလေးနည်းနည်းလေးရှိသေးတယ်နော်အဲ့တော့ဒါထပ်နေမယ်ပါရာ sugar ဆိုရင်တော့အဆင်ပြေသွားပြီနော် ဲ့တော့အနေထားမျိုးဆိုရင်တော့ရပြီပေါ့နော်အဆင်ပြေသွားပါအကြောင်းရောပွားတာရောဒါပေမဲ့အခုဒီအနှံ့ထက်ဖို့ကကျွန်တော်တို့ဒီ vanilla essence သုံးမယ်နော် vanilla essence ကိုတော့ကျွန်တော်တို့အခုနာကြိုက်တဲ့အဆင်မှာထက်သုံးလို့ရတယ်ကြိုက်တဲ့အဆင်ဆိုတော့ကျွန်တော်တို့ဆက်စချင်းနယ်ကလေးက vanilla essence ထက်လည်းရတယ်အဲ့လို cream ပွားလာတဲ့အချိန်မှာမှကျွန်တော်တို့ထက်သုံးလည်းရပါဒါကကျွန်တော်တို့ဟိုက1 teaspoon လောက်ရှိတာပေါ့နော်လက်ဖက်ဇုံတစ်ဇုံလောက်ရှိမယ် ။ရပြီးပါခဏပြန်ပြီးတော့နေမယ်။အဲ့တော့ဒါဆိုရင်ပို့ပြီးတော့အနှံ့လေးမွေးသွားတာနော်။ဘာဖြစ်လဲဆိုတော့ဗနီလာအက်ဆန့်ထည့်လိုက်တော့ခုနတော့ဒါရိုးရိုးထောပအနှံ့လေးပဲပေါ့နော်အခုကျဗနီလာအက်ဆန့်ရောထောပအနှံ့လေးရောပါပါတော့ပို့ပြီးတော့ကောင်းတယ် ဒါဆိုရင်ကျွန်တော်ဂျုံလေးကိုထည့်ရောမယ်။ဂျုံမွေတဲ့အချိန်ကတော့ကျွန်တော်ဒီစပက်ဂျူလာနဲ့ပဲပြန်ပြီးတော့မွေမယ်နော်။ဆက်နေကြနည်းနည်းလေးအချိန်ပြင်းပြင်းသွားနိုင်တယ်။ဒါကြောင့်မလို့ကျွန်တော်ဒီစပက်ဂျူလာနဲ့ပဲမွေမယ်။တော့ဒီလိုအတိုင်းအတာဖြစ်တဲ့အချိန်မှာကျွန်တော်လက်နဲ့ပဲပြန်မွေရမယ်။အဲ့တော့ကျွန်တော်တို့ဒီကူကီးတွေလုပ်တဲ့အချိန်မှာပေါ့နော်။ကူကီးသားတကယ်လို့အရန်ခြောက်နေလေဆိုရင်ဘာထက်လို့ရလဲဆိုတော့ကြက်ဥထက်လို့ရတယ် ကျုပ်ထည့်လိုက်ရင်ပြန်ပြီးတော့ပြော့သွားမယ်နည်းနည်းလေးပြန်ပြီးတော့ဆူပါမယ်နောက်တစ်ချက်ကကျွန်တော်တို့နွားတို့ထည့်လို့ရတယ်เนาะနွားတို့လေးတွေထည့်လိုက်ရင်လည်းပြန်ပြီးတော့ဒီကိုကီသားလေးတွေကပြန်ပြီးတော့ဆူသွားလိမ့်မယ်အဲ့တော့ဒီလိုအတိုင်းအတာလေးတွေပေါ့เนาะဒါမျိုးလေးတွေဖြစ်သွားရင်ဒါမျိုးဆွဲကြည့်လိုက်ရင် ပြတ်ထွက်နေရတယ်ဂျုံထက်ပြီးတဲ့အချိန်မှာကျွန်တော်တို့လိုတဲ့အတိုင်းအတာထည့်လဲပုံမမွေပါเนาะဒါမျိုးဆွဲရင်ပြတ်နေရမယ်ဒါပေမဲ့မွေတာအရင်များသွားရင်ပေါ့ ဆိုတော့တဘွားတချို့ဆက်တင်နဲ့လှုပ်တဲ့အချိန်မှာနည်းနည်းလေးမွေရအရှိန်လွန်သွားတယ်နော်ဂျုံထက်ပြီးမှအရှိန်လွန်သွားရင်သူကဘလူဖြစ်သွားလဲဆိုတော့ဂျုံသားလို့ပုံစံပြန်ဖြစ်သွားတယ်အဲ့လိုဂျုံသားလို့ပုံစံပြန်ဖြစ်သွားရင်မကောင်းတော့ဘူးနော်ဒါဟိုဥစားပေါ့မာကျွတ်ကျွတ်ကြီးပြန်ဖြစ်သွားတယ်အဲ့တော့ဒီလိုဆွဲလိုက်ရင်ပြတ်ထွက်နေရမယ်နော်ဒါမှရွရွလေးဖြစ်နေရမယ်နော်အဲ့တော့ဂျုံသားတွေတကယ်လို့ခြောက်ရင်ကျွန်တော်ကြက်ဥသို့မဟုတ်နွားတို့ထက်ပြီးလို့ရတယ်နော်ခြောက်တယ်လို့ ခံစားရပေါ့နော်။ဘာဖြစ်လဲဆိုတော့ကြက်ဥကတော့မုတ်သားကိုပို့ပြီးတော့ပွားစီတယ်။နွားတို့ကြတော့ဖြစ်ရင်ရွှော့ရွှော့လေးဖြစ်စီတယ်နော်။မာကြစ်တယ်ဒါပေမဲ့ရွှော့ရွှော့လေးပြန်ဖြစ်ပြီးတယ်။အဲ့တော့နွားတို့ထက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုဟွာပေါ့နော်။နှစုံလောက်ထက်မယ်။အဓိကတော့ဒါမထက်လဲဘာတော့မဖြစ်ဘူး။ဒါပေမဲ့ကိုလှုပ်တဲ့အချိန်မှာပေါ့နော်။နည်းနည်းလေးခြောက်သွားတာဒီအဲ့လိုမျိုးတွေဖြစ်ရင်သုံးလို့ရတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီ ဒါတော့အဖြူပဲပေါ့နော်ဒီတိုင်းလုပ်မယ်ဆိုကျွန်တော်တို့တိုက်တဲ့ cookie အမျိုးမျိုးလုပ်လို့ရတယ်ဒီတိုင်းကျွန်တော်တို့ထားမယ်ဆိုရင်ဒါ butter cookie ဖြစ်မှာပေါ့နော်အဲ့တော့အခုကကျွန်တော်တို့ပြောခဲ့တာ chocolate chip cookie လုပ်မယ်နော်ဒါမလို့ဒီ chocolate chip လေးတွေဒီထဲထည့်ရောရုံပဲအဲ့တော့ရောတယ်ဆိုတော့ကျွန်တော်တို့ရောတဲ့အတိုင်းဒါပေါ့အခုတော့ကျွန်တော်100 gram ချိန်ထားတယ်ချိန်ထားတယ်ဆိုတော့100 gram ထည့်မယ်ကွာတော့နိုင်တဲ့လောက်ထဲပေါ့ဒါထဲမကကို3နိုင်ပူထည့်လို့ရတယ်မနိုင်လို့ရှိရင်လည်းရှိတဲ့လောက်လေး 50 gram 40 gram စသဖြင့်ပေါ့နော်အဲ့လောက်လေးတွေသုံးလို့လည်းရအောင်။အော်ကျွန်တော်အခုဒါ chocolate chip လေးတွေရောမယ်။ဒီလိုထက်ပြီးတော့မွေလိုက်ရဲအားလုံးရောသွားရုံနဲ့အဆင်ပြေသွားပါတယ်နော်။အဲ့လိုဆိုတော့ဒါကျွန်တော်တို့ chocolate chip cookie ပေါ့အဓိကတော့ဂျုံသားတော့ကျွန်တော်တို့ရိုးရိုးအဖြူတဲ့ vanilla cookie ပုံစံမျိုး butter cookies ပုံစံမျိုးနဲ့လှုပ်တယ်ပြီးမှ chocolate chip လေးတွေထည့်လိုက်တာနော်။ ဲ့တော့ဒါလေးတွေကိုကျွန်တော်တို့ကလုံးပြီးတော့တစ်လုံးချင်းလုံးပြီးတော့မုတ်ဖုတ်တဲ့ဘန်းထဲမှာပြန်ပြီးတော့စီထည့်ပေးမယ်နော်ပြီးလူချင်းတဲ့ဒီဇိုင်းလေးအပေါ်မှာကိုလှုပ်ချင်တာလေးလည်းလှုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်အခုဒီလိုလက်လေးနဲ့ပဲပေါ့နော်ခိုင်းလို့ကျွန်တော်တို့မုတ်လုံးကြီးပေါ့လုံးလို့ဒါမျိုးလေးလုံးနေနော်လောက်စလုံးပြီးလို့ပါလို့လုံးလို့အဲ့တော့ဒီလိုလုံးလုံးလေးတွေလုံးတာ drop cookie အမျိုးအစားပေါ့ဒါကတော့သူ့ရဲ့ပုံစံဒီဇိုင်းလေးတွေပေါ့နော် လွယ်လွယ်ကူကူနဲ့လှုပ်နိုင်အောင်ဒါမျိုးလေးလှုပ်လို့ရပါတယ်เนาะဒါကြလူတိုင်းလိုလိုလှုပ်လို့အဆင်ပြေလိမ့်မယ်တော့ဘယ်ကူကီသားမဆိုပါเนาะဒီလိုကူကီသားဖြစ်လာရင်အဲ့လိုလုံပြီးတော့တုံးလို့လည်းရပါလုံတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီလို weight လေးတွေချိန်ပြီးတော့လုံလဲရတယ်เนาะခတ်မှန်းခြေနဲ့လုံလဲရတယ်အဲ weight လေးတွေချိန်လို့ရှိရင်တစ်လုံး 25g ဆို 25g ပေါ့ ကိုကြိုက်တယ်လို့ပေါ့နော်တစ်လုံး20ဆိုလဲ20ကအဲ့မျိုးလေးလုံပြီးတော့ထက်နောက်တချို့ကြတော့ဖြစ်ဒီလိုဇွန်ပေါ့ ice cream scoop အသေးစားလေးတွေအဲ့မျိုးလေးတွေနဲ့လှုပ်လေရတယ်အဲ့တော့ဒီကိုကီးသားတွေကိုကျွန်တော်တို့နည်းနည်းလေးသိမ်းထားခြင်းပေါ့နော်ရေရှည်သိမ်းထားခြင်းရေခဲတစ်တာထဲမှာသိမ်းလဲရတယ် deep freezer ထဲလဲရတယ်နော်လနဲ့ချီပြီးသိမ်းခြင်းတော့ deep freezer ထဲသိမ်းလိုအပ်တဲ့အချိန်မှာအဲ့လိုမျိုးထုတ်သုံးလို့ရတယ်အဲ့တော့ဒီဒိုးသားအတိုင်းပေါ့နော်အခုအချိန်အနေတိုင်းကျွန်တော်တို့သုံးသိမ်းလို့ရတယ်နော် အခုနဒိုးသားတွေကိုဒီလိုနည်းနည်းလေးဘန်နဲ့ထက်ပြာပြီးတော့ဒီဖီဇာနဲ့ထက်သိမ်းလို့ရတယ်ကိုလိုရတဲ့အချိန်လေးပြန်ပြီးတော့ထုတ်သုံးပေါ့အချိန်မီးထုတ်သုံးပြီးတော့နည်းနည်းလေးပြော့လောက်အပြင်မှာထားပြီးဒါမျိုးလေးပြန်လုံးပြီးလို့ရတယ်နော်အဲ့တော့အခုကျော်ဒီကူကီးလေးတွေကိုလုံးထားပြီးပြီးပြန်မြချင်းတစ်လုံး25 26g ပေါ့နော်အားလုံးက24လုံးထွက်တယ်အဲ့တော့ဒီအပေါ်မှာဒါမျိုးလေးတွေကိုနည်းနည်းလေးဒီဇိုင်းပြန်လုပ်လို့ရတယ်เนาะဒီလိုဒီဇိုင်းလေးပြန်ထည့်ပြီးလို့ရတယ် ဒါမျိုးလေးထက်ပြီးလို့ရတယ်နော်ဒီဇွန်ခင်းလေးနဲ့ဖိလို့ရဒါမျိုးလေးဆိုရင်နည်းနည်းလေးပြားသွားမယ်ဣသွားမယ်နောက်တစ်ခုကဒီလိုဖိပြီးရင်ကျွန်တော်တို့ဒီဘက်ကိုပြန်ဖိလဲရတယ်နော်ဒါတချို့ဟာဒီလိုပြန်ဖိရင်အဲ့လိုဒီဇိုင်းလေးပြန်ထွက်သွားမယ်နော်အခုတော့ဒါတစ်ဖက်တည်းဖိလိုက်မယ်အပေါ်မှာတခြားကိုတင်ရှင်တဲ့အစစ်အဆန်လေးတွေလည်းလိုက်တင်လို့ရပါအဲ့တော့ဒီကွကီးလေးတွေကိုအပေါ်မှာကိုလူချင်းတဲ့ဒီဇိုင်းလေးတွေပေါ်ထုတ်ပြီးတော့လှုပ်လို့ရတယ်ဒီဇွန်ခင်းလေးတွေနဲ့ပဲလိုက်ဖိတာပေါ့နော် နောက်တစ်ချက်ကကျွန်တော်တို့ဖုတ်တဲ့ temperature ပေါ့မီးဖို့တစ်လုံးနဲ့တစ်လုံးတော့ကွာခြားမှုလေးတွေတော့ရှိတယ်ကျွန်တော်တို့လက်ရှိဒီမီးဖို့နဲ့တော့ဟောပေါ့ temperature 150အပေါ်အောင်150နဲ့ဖုတ်မယ်150 centigrade ပေါ့နော်အဲတချို့မီးဖို့တကြ160 180ဒါမျိုးတွေဖုတ်လို့ရတချို့ကြအပေါ်နဲ့အောက်ခွဲပြီးတော့ဖုတ်ရတဲ့အခြေအနေမျိုးတွေရှိတယ်အပေါ်နဲ့အောက်ကတော့ဒါမျိုးပေါ့အခုနေ့အောက်ပိုင်းကို100 80ထားရင်အပေါ်180တာမျိုးတွေခွဲပြီးတော့ဖုတ်ရတဲ့အခြေအနေမျိုးရှိတယ်ဒါတော့ဘီးဖို့ပေါ့ပဲမူတည်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဖုတ်တဲ့အချိန်မှာတမ်ပရေချာကိုတော့အရင်ဆုံးပေါ့ကိုစမ်းသပြီးတော့ဖုတ်ကြည့်ပေါ့နော်ကိုဘီးဖို့အခြေအနေဘလောက်နဲ့အဆင်ပြေတယ်အဓိကအယောင်လေးတွေတက်လာမယ်နော်အယောင်လေးတွေတက်လာမယ်အယောင်လေးတွေတက်လာမယ်ကင်ကြည့်လိုက်လို့ရှိရင်အရန်လေဟောဥစားပေါ့ကျွတ်တဲ့အထိဖုတ်စရာမလို့ သူကကင်ချစ်လိုက်နည်းနည်းလေးခပ်ပြော့ပြော့လေးတော့ရှိတယ်ဒါပေမဲ့အယောင်တက်ပြီအားဆိုလို့ရှိရင်ထုတ်လိုက်တော့ဘာဖြစ်လဲဆိုတော့သူကအေးသွားတဲ့အချိန်မှာပြန်ပြီးတော့ကျွတ်လာတယ်နော်အဲ့ဒီအချိန်မှာဆိုအတော်ပဲအဲ့တော့အထဲထဲမှာအယောင်တက်ပြီးတော့ကျွတ်နေတဲ့အထိဖုတ်မယ်ဆိုရင်ကျွန်တော်တို့ကူကီးလေးကအပြင်လဲရအောင်အေးပြီးတော့ကြိုက်လိုက်ရင်တအားမာပါလိမ့်မယ်နော်ဒါမှမဟုတ်ကျွန်တော်တို့အဲ့ဒါလေးတစ်ချက်ကိုသတိထားပါမယ်နော်အဲ့တော့အခုကျွန်တော်မီးဖို့အပူချိန်ကိုကြိုပြီးတော့ဖြန့်ထားဖို့လိုတယ် ကျွန်တို့ဒါလေးတွေပုံဖော်နေတဲ့အချိန်မှာပဲပေါ့နော်တမရီချာကို150စင်တီဂရိတ်တင်ထားလိုက်မယ်တင်ထားလိုက်တော့ကျွန်တော်ဒီလိုလုံးပြီးတဲ့အချိန်ဆိုလို့ရှိရင်မီးဘွားအဆင်ပြေဖြစ်နေပြီနော်အဲ့တော့150စင်တီဂရိတ်ရှိတဲ့မီးဘွားထဲကိုကျွန်တို့ထက်ပြီးတော့ဖုတ်လိုက်ရုံပဲနော်ဒီမီးဘွားကတော့ကျွန်တို့တမရီချာ150စင်တီဂရိတ်နဲ့အခုတင်ထားတယ်နောက်တစ်ခုကအပေါ်မီးအောက်မီးပေါ့နော်ဒါလေးကိုကြည့်မယ်ကျွန်တော်တို့ဒီလိုလိုင်းတွန့်တစ်ခုပေါ့အောက်မှာလည်းရှိရအပေါ်မှာလည်းရှိတယ် အဲ့တော့သူ့ရဲ့ဆိုလိုရင်းကတော့ဒါအပေါ်အောက်ကြီးပြေးထားတာ။နောက်ကျတော့ဘူးချိန်150စင်တီဂရိတ်နဲ့မိနစ်20အရင်ဖုတ်မယ်။ပြီးလို့ရှိရင်လိုအပ်ရင်ထပ်ပြီးတော့ကျွန်တော်တို့9မိနစ်10မိနစ်လောက်ပြန်ဖုတ်ဖို့လိုပါ။ကူကီးလေးကဒါအယောင်လေးတွေတက်လာပြီ။အဲ့တော့ချက်မချက်လေးလည်းစမ်းသကြည့်တယ်။အယောင်လေးဒီလောက်တက်ရပြီ။ကင်ချစ်လိုက်လို့ရှိရင်နည်းနည်းလေးတော့ပြော့တယ်။ဒါပေမဲ့ဒီအနေလေးကတော့အတော်ပဲပေါ့နော်။ဒီလောက်အယောင်တက်မယ်။နည်းနည်းလေးပြော့ပြီးမှထုတ်လိုက် ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အေးသွားလို့ရှိရင်သူကပြန်ပြီးတော့ကျွတ်သွားလိမ့်မယ်နော်ဒီအနေလေးကတော့ဒါအတော်ပါပဲကျွန်တော်တို့ cookie လေးတွေကဒီလိုအကြောင်းလေးတွေတန်းလာမယ်ဒါပေမဲ့ကင်လိုက်ရင်နည်းနည်းလေးပြော့သေးတယ်အဲ့လိုအနေအထားမျိုးဆိုရင်ကြက်ပါပြီ ထုတ်လို့ရပြီနော်ထုတ်ပြီးတော့ကျွန်တော်တို့အပြင်မှာထားပြီးတဲ့အချိန်မှာအေးသွားလိမ့်မယ်အေးသွားတဲ့အချိန်မှာကျွတ်ကျွတ်လေးပြန်ဖြည့်ပါမီးပိုထဲမှာတကယ်လို့ကျွန်တော်တို့ကဒီလိုအကြောင်းတန်းပြီး ကင်လိုက်တဲ့အချိန်မှာ ကျွတ်ကျွတ်ကြီးဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့အပြင်ထုတ်တဲ့အချိန်မှာဘာဖြစ်နိုင်လဲဆိုတော့ပိုပြီးတော့မာသွားလိမ့်မယ်နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်စားတာကိုက်ရတာတိတ်အဆင်မပြေတော့ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒါထုတ်တဲ့အချိန်အနေတော့အချိန်လေးရဒီအချိန်မှာပဲနော်အရောင်တက်မယ်နည်းနည်းလေးပြော့မယ်ထုတ်လိုက်ပြီးလို့ရှိရင်ပြန်ပြီးတော့အေးသွားတဲ့အချိန်မှာကျွတ်သွားလိမ့်မယ်နော်အဲ့ဒါအနေတော့ပါအဲ့တော့ကျွန်တော်တို့အေးခံထားပြီးတဲ့အချိန်မှာပေါ့နော်ဒီလိုလေးချိုးလိုက်လို့ရှိရင် ဟိုကြွကြွရွရွလေးအဲ့ပုံစံမျိုးရှိသွားပြီအဲ့တော့စားတဲ့အချိန်မှာကျွန်တော်သိပ်ပြီးတော့ဝါးစရာမလိုဘဲနဲ့ပါးစားထဲမှာဒါမျိုးပျော်ထွက်သွားတဲ့သဘောမျိုးပေါ့နော်အဲ့ပုံစံမျိုးလေးရှိမယ်အဲ့တော့ဒီကိုကီးရဲ့ recipe လေးကိုကျွန်တော်ဒီနေ့အော်ဥစားပေါ့ပအောင်ပစ္စည်းတွေလှုပ်ဆောင်ရတဲ့ခုစီတိုင်းအသေးစိတ်ကိုဖော်ပြထားတဲ့အတွက်ဒါလိလာတဲ့လူတွေအားလုံးဟာပထမဆုံးအခြေဖြစ်မယ်ဆိုလို့ရှိရင်လည်းလိုက်လုံနိုင်လိမ့်မယ်နောက်တစ်ခုက အများအားလုံနေကြလူကတော့ဒါကျွန်တော်တို့ဟိုဟာပေါ့လွယ်လွယ်လေးဖြစ်သွားတာပေါ့နော်အဓိကတော့ကျွန်တော်ဒါလေးတွေဖုတ်ထားတဲ့အချိန်မှာအာတမ်ပရေချာနဲ့အချိန်ပေါ့နော်အဲ့ဒါလေးပဲနည်းနည်းသတိထားဖို့လိုတယ်အခုကျွန်တော်တို့ဖုတ်တဲ့ဟာလေးတွေဆိုလို့ရှိရင်ဟိုဘီယာဘီယာရဲ့ဒီဟိုဥစားပေါ့နော်မီးဖို့တစ်လုံးနဲ့တစ်လုံးမတူညီဘူးမှုပေါ်မူတည်ပြီးတော့မီးရအပြောင်းအလဲတွေရှိနိုင်တယ်အဲ့တော့ချက်မချက်ကိုပဲကျွန်တော်တို့အဓိကထားပြီးတော့ တင်ယူဖို့ပဲဖြစ်ပါတယ်အဲ့တော့ကြက်မချက်ဆိုတာတော့အယောင်လေးရှိရမယ်ပြီးလို့ရှိရင်မီးဖို့ထဲမှာမထွက်ခင်ကင်လိုက်အယောင်တက်ပြီးကင်လိုက်နည်းနည်းလေးပဲပြော့တော့အဲ့ဒီအနေမျိုးဆိုရင်ထုတ်လိုက်တော့เนาะအေးသွားလို့ရှိရင်ပြန်ပြီးတော့ကျွတ်သွားလိမ့်မယ်မီးဖို့ထဲမှာအယောင်လေးတက်မယ်ပြီးလို့ရှိရင်တခါဟောဥစားပေါ့เนาะကျွတ်ကျွတ်ကြီးဖြစ်မှထုတ်မယ်ဆိုလို့ရှိရင်ကိုကူကူကီးသားကအရန်ကိုမာပါလိမ့်မယ်เนาะအရန်ကိုမာကျွတ်သွားလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ခုနပြောတဲ့ timing အတိုင်း ဖြစ်ဖို့လိုတယ်နောက်တစ်ခုကပြောချင်တာအထုအပားပေါ်မူတည်တာပေါ့နော်ကျွန်တော်တို့ဒီနေ့လှုပ်တဲ့ဟာလေးကတော့နည်းနည်းထုပဲဒါမှမဟုတ်အခု나ယူရနေပါဖုတ်လိုက်ရတယ်ဒါထက်ပါလို့ရှိရင်ပေါ့ဒါထက်ပါလို့ရှိရင်အချိန်ပိုးမြန်တယ်ဒါထက်ပါလို့ရှိရင်ကျွန်တော်တို့အခုမီးအပူချိန်ပေါ့နော်190160လောက်နဲ့ဟိုဥစားပေါ့15မိနစ်20အတွင်းမှာကျက်သွားနိုင်ပါတယ်အဲ့တော့ဒါလည်းအဲ့တိုင်းပါပဲကျွန်တော်တို့အခုနပြောလို့အရောင်လေးကြည့်မယ်ဒီလိုလေးကင်ကြည့်လိုက်နည်းနည်းလေးပြော့သွားရင် ထုတ်လို့ရပြီเนาะအေးသွားတဲ့အချိန်မှာဒါပြန်ပြီးတော့ကျွတ်သွားပါလိမ့်မယ်အခုကျွန်တော်လုပ်ပြတဲ့ဒီ chocolate chip cookie လေးတွေပေါ့เนาะဟောဥစားပေါ့လိုက်ပြီးတော့လုပ်မယ်ဆိုလို့ရှင့်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်